မင်္ဂလာပါအလုပ်ကျန်းမာပါစေချမ်းသာပါစေနော်ဘိုင်ရကုမျက်နှာမြန်ဘိုင်ကုတန်ကြောင့်အလုပ်ပြည့်စုံကြပါစေကြောင့်ဘိုင်စုမကောင်းတောင်းပါတယ်ဒီနေ့က30ရက်6လ2025ပေါ့နော်အခုတလုံးမှာဘိုင်ကဖိုင်ရဒင်းနေပြဒင်းနေနာမဲ့တက်တော့ဖြစ်ပြပလိုက်တော့อืมတင်အားအစင်မပြေဘူးဖြစ်တယ်တင်ရခိုင်ရေးကိုပြောခြင်းနဲ့ဆိုရခိုင်ကကြောက်ဖြူကလည်းအေးသေးပဲတောက်ချောက်တောက်ချောက်ကိုကျွန်တော်တို့ ဟိုစိတ်ကြောင်းထိုးနေတာတွေ့ရတယ်။နောက်ဝနေအရာယူတိုင်းပဲဆိုလဲလေးမျက်နှာမနေ့ကဆိုជីနဲ့ချက်ပဲဖောက်တာရှိရတဲ့တန်နေကုန်အေးစေးဘာမှဇေယားမရှိဘူးဇေယားငြိမ်တာမျိုးတွေ့ရတယ်။အဲ့လိုမျိုးရှိတယ်။အဲ့မဲ့ချက်ရခိုင်ပြည်မှာဆိုလဲဒါဟိုပြီးခဲ့ရက်ကကွန်မန်ဒိုစိတ်ကြောင်းတွေကတော်တော်ရခိုင်ပြည်မှာအရာယူတိုင်းပဲမှာတော့ကွန်မန်ဒိုစစ်ကြောင်းတွေတော်တော်ထိုးတယ်ဗျကွန်မန်ဒိုစစ်ကြောင်းထိုးတယ်တမန်ဆက်ကြောင်းဆိုဒါအာဘုံမျိုးကြော်ဆိုးလင်းလားမသိနော်အဲဘုံမျိုးကြော်ဆိုးနေလားမသိတက်မှမူတက်မှမူပေါ့တက်မှထောက်ထောက်က အဲအဲ့ဒီပုံကိုယ်ရဲ့ဦးစီးမှုတွေတော်တော်များများဒီဘက်မင်းလာဘက်တွေကိုဟိုစစ်ကြောင်းထိုးပြီးရှင်းနေတာရှိတယ်။ AR တိုင်းဘက်တွေကိုစစ်ကြောင်းထိုးပြီးရှင်းနေတာရှိတယ်။ရှိတော့ဒါကျွန်တော်တို့တွေနဲ့တော့ကြိုးဆိုပြီးတော့ဝမ်းသာပြီးဖြစ်ရတာပေါ့ဗျာ။အဲအရေးချင်းရှိတဲ့စစ်သားတယောက်ကအရေးချင်းရှိတဲ့တောင်းတော်သားတယောက်အရေးချင်းရှိတဲ့အရာရှိတယောက်တကယ်ခေါင်းဆောင်ကောင်းတယောက်ကမိမိတို့နေမြန်မာတိုင်းမှုတရားစာပေါ့နော်။ကိုယ်နေမြန်မာဒီအကြမ်းဖက်ရှိတယ်ဆိုတော့ကွာဒါမိမိရဲ့အရေးချင်းပဲ။ဒီလိုပဲပြောရမယ်။ အရင်ရင်ကြီးတဲ့တိုင်းဦးတွေလမ်းအောင်ပါဘာအကြမ်းဖက်မှရှိစရာအကြောင်းမရှိဘူးနော်ဒါမျိုးလေးကပြောခြင်းနဲ့သူ့မနေ့ကဆိုလို့ရှိရင်ဒါအဲ AI တိုင်းတခွင်လဲအေဂျင့်နဲ့ကောင်းတယ်စစ်ကြောင်းတွေထိုးတာရှိတယ်ပါမော်တာစက်တက်လေဒီတွေနဲ့လည်းဖြုံးနေတာရှိတယ်ဘကိုယူတစ်ကြောင်းလုံးရှိတယ်အဲတချို့ကလည်းကျွန်တော်တို့ကဒီချိန်မှာလိုဝက်တွေလုတ်ပေးရမယ့်အနေအထားမျိုးရှိတော့လိုဝက်တွေလုတ်ပေးနေတာမျိုးရှိတယ်နော်အဲနောက်တစ်ခုတရင်တင်ဆက်တဲ့ဒီလိုတရင်အကြောင်းအရာလေးတွေပြောတဲ့နေရာမှာလည်းတက်တော့ကလည်းအခုချိန်မှာသူတို့ ဟိုအကြမ်းဖက်တွေကဒါရှုံးတဲ့နေရာတွေများနေလို့လားမသိပြောလို့ကိုမရတော့တာတက်ကအောင်မြင်မှုတွေကဒီမှာအာရဝါရဟာဘလို့ချောက်ယူဘလို့တုတ်ယူပြောချင်တာအဲပြောလိုက်တာနဲ့တဟုတ်စုကောက်ဖြတ်သွားတော့ကျွန်တော်လည်းတိတ်မပြောရဲတော့ဘူးမပြောတော့ဘူးဖြစ်နေတယ်ဒါမဲ့ပြောရအောင်ဆိုမှနည်းနည်းတော့ပြောလိုက်အောင်ပဲကြောင်ဝဲမှာဆိုလည်းဒါဖေတုတာအာဒါပင်လုံလန်းလားကမ္ဘောဇာရှန်ချောင်းရှိမှရှိတဲ့တိုက်ဒီပါညာဆိုအဲ့မှာဆိုလည်းပလောင်နေတော်တော်ခိနေနော်ရှစ်လုံးလားမသိမနဲ့ထုတာထုတာ လောင်နေတော်တော်ခိန်နေဒီရက်တည်းမှာအကြောင်းဝဲကိုကောင်းကောင်းကျွေးနေတယ်မှာသူတို့ရဲ့ဓာတ်ပေါ်လီတွေတော်တော်များရတော့ပလောင်ဘက်ကဒါသတင်းထုတ်ပြန်တဲ့အနေထားတော့မှာဒါပလောင်ဘက်ကသတင်းထုတ်ပြန်တဲ့အနေထားတော့မှာဒါကိုရေးမောင်ကိုရေးပါဝင်ဒါပလာ20တဦးတို့နော်ဟိုကြောက်ပေါင်းနဲ့ကြောက်ပေါင်းဒီနောက်ကရွှေသားအဲရွှေသားအပါဝင်ပေါ့ဗျာရွှေသားအပါဝင်15ဦးရဲ့နောက်တစ်ခါကျတော့ကိုကျော်ဦးအပါဝင်20တဦးရဲ့အဲကိုကျော်ဦးအပါဝင်အဲ 73ခုရဲ့အလုံး49ခုဒါသူတို့ထုတ်ပြန်လိုက်တာရှိတယ်ပြီးတော့သူအဲပလောင်တွေကပြီးလိုက်ပြီးတော့သူတို့အဲ့အကောင့်ကိုချက်ချင်းပြန်ပြီးတော့အဲ့ဒီ post ကိုချက်ချင်းပြန်ဖြတ်သွားတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်เนาะအဲ့တော့သူတို့ရဲ့တတင်းအချင်းမြစ်တွေကိုလည်းကျွန်တော်တို့ကယူပြီးတော့ဒါမျိုးပြည်သူတွေပြောက်ချပြရတာမျိုးရှိတယ်เนาะအဲ့တော့ကြောင်ဝဲမှာလည်းသူတို့လစ်တာတွေတော်တော်များတယ် ဟောပိုင်ကြီးကပြောလို့ရင်တစ်ဖက်စင်းနဲ့တစ်ဖက်စင်းနဲ့ပြောတယ်ဆိုပြီးတော့တစ်ဖက်မီဒီယာတွေကပြောမှာပါမဟုတ်စိတ်ကူးရင်ပြောတာမဟုတ်တကယ်ကြသူတို့မီဒီယာတွေကလည်းဒီလိုမျိုးထုတ်ပြတာတွေကျွန်တော်တို့ကဒီဘက်ကကြားတယ်အာဘယ်တော့မှမရှိမှာဖြစ်နိုင်အောင်လားဆိုသူတို့မီဒီယာဘက်ကိုသူတို့ဘက်ကိုဘယ်လိုတင်လဲသွားကြည့်လိုက်လို့ရင်အာသူတို့ကဒီလိုလိုကောက်တင်တာမျိုးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ပြန်လဲ sharing လုပ်ပေးတာရှိတယ်เนาะဒီနေ့ကတော့ဥက္ကဋ္ဌလာအဲ့ဒီမှာတော့တိုက်ပွဲတွေကနေပြီပွဲတွေကနေဆိုတော့ဒီကင်ပီနယ်ဘက်ကလည်းပဲ KLN လေးဘက်ကလည်းပဲကျွန်တော်တို့က ကေဗင်ရဲ့ဘက်ကတမ်းမော်ကတေချာကြကြနာနာချက်ချက်ရဲ့တော့သူနဲ့တင်းလာရင်တိုင်းနဲ့တူတူလားတော့မသိဘူးဗျနော်စက်ခန်းကြီးကတော့တခုတခုစွန့်လောက်နေတာပဲစွန့်လောက်ပြီးမှပြန်ပြီးတော့လုံနေတဲ့ခါကျတော့ဘာပြည်သူတွေပဲလစ်နေကြတာပဲပြည်သူတွေဂျားလည်းခံကြတာပဲနော် 拉袋面出来嘞，九你地看，那拉听钱嘛 o 来 l 进来嘛，别别杂 you know. 杂，嗡嗡然来，老不来了钱。呃，阿牛呢，忙了嘛，创业嘛，啥嘛，事？时间都开始比。阿那，地屋里的平房里时间哪里嘛都阿内家多阿内嘛，阿到阿那阿内家，阿弟们老人家人长寿的多阿多，具体要商量，报单决定哦。喏，阿到阿内家嘞，种都，先么样种呢？等我受伤目的么都种，等我受伤了，单位受伤了呗。等我那个教授呢，单位也都，授多大呗。 ။ဟောအဲ့လိုမျိုးလေးကိုအဲ့လိုလေးကိုတော့ကျွန်တော်တို့ကအထက်လူကြီးတွေတီအောင်ပြောခြင်းနဲ့တီအောင်ပြောခြင်းဆိုတာဒါတိုက်ပွဲတွေကတော့အနိုင်ရှုံးရှိတယ်ဆိုမှမမြတ်တဲ့တိုက်ပွဲတွေဖြစ်နေတယ်။မမြတ်တဲ့တိုက်ပွဲတွေမှာမမြတ်အောင်ဆိုတာကကိုယ့်ဘက်ကပြန်ပြောနေတယ်၊ပြောင်းပြန်ဖြစ်နေတယ်။တမ်းတော်ကစိန်အင်အားတွေရှိတယ်၊လက်နက်အင်အားတွေရှိတယ်။ဒါနဲ့တိုက်လိုက်လို့မမြတ်တဲ့လို့တစ်ဖက်ကပြောတာမဟုတ်ဘူး။ဒီဘက်ကတမ်းတော်က စင်ရရလည်းရှိရလက်နဲ့ရလည်းရှိတယ်ဒါပေမဲ့စကန်းတန်းမှာရှိတော့လူတွေကနည်းနည်းပါးပါးလေးအော်အပြင်းလာတဲ့ခါကျအွန်လိုင်းကျင်းလိုက်ကြီးလာပတ်ဝိုင်းတိုင်းတယ်ဟာအဲ့ဒါကိုပြောတာအဲ့တော့အွန်လိုင်းကျင်းလိုက်ကြီးလာတိုင်းတဲ့ချိန်မှာဝုန်းဆိုပြီးရှင်းထုတ်ပေးလိုက်တယ်ဆိုလို့ရှင်လို့ရှင်ဒါရှင်းတဲ့ကြတဲ့ရာသီဥတုအခက်အခဲတွေရှိတဲ့အနေထားတဲ့အခက်အခဲရှိတယ်ဒါလည်းကြိုတင်ဥဆုံးကျွန်တော်တို့ကတည်င်းကိုလက်ဥမှုရယူပြီးထချင်းဖြုတ်လိုက်လို့ရတဲ့ကိစ္စအွန်လိုင်းကျင်းလိုက်တက်လာတဲ့အွန်လိုင်းကျင်းလိုက်ရှင်းထုတ်လို့ရတဲ့အနေထားမျိုးပေါ့ကျွန်တော်တို့ ဒါအခွင့်အချိန်ကကောင်းနေပေါ့တလို့တို့ပွဲတွေလာကပြီဆိုတာနဲ့တို့ကလူအင်ရောက်အများကြီးထုတ်သုံးတဲ့အချိန်မှာဒီအချိန်မှာဖြိုလန့်ခဏလေးပြိုတဲ့ကိစ္စတွေပဲเนาะအဲ့တော့ကျွန်တော်တို့ကဆက်လက်ဆောင်ကြည့်ရအောင်ပါပေါ့အထီးဥက္ကဋ္ဌသကံဟုတ်เนาะဘယ်ဘက်ကိုထပ်ပြေးမလဲပေါ့ဒါမှမဟုတ်အဲအဲ့သကံနဲ့စပြီးပေါ့အောင်မြင်မလားပေါ့အဲ့ဥက္ကဋ္ဌပြီးဟောလေးတို့ပါညာဆက်သွားမလားပေါ့ဒါတော့ကျွန်တော်တို့ကစေရေးချင်းနေရာဆောင်ဆက်လက်ဆက်ကြည့်ရမှာပေါ့เนาะအဓိကတော့တိုင်းကြီးဟိုတော့ကျွန်တော်တို့ကမဆုံးရှုံးစေခြင်းကြား တိုက်ဝဲဆုံးရှုံးတာအတိုင်းကြီးဆုံးရှုံးတာ ਨੇ အတူတူပဲအစိုးရဘယ်ပြည်နယ်တိုင်းမှာအစိုးရရန်နေရမရှိတာရှိလို့လားလို့မေးရင်တော့မရှိဘူးဒါပေမဲ့အဲ့ဒီပြည်နယ်တွေမှာပဲပြည်သူတွေပဲဒုက္ခရောက်ကြတာလက်နဲ့လာတိုက်ဝဲတွေဖြစ်တယ်ပြည်သူတွေစီးပွားရေးတွေလူမှုရေးတွေအကုန်လုံးဟိုနှုံချပြီးပညာရေးအကုန်စုပ်ပြတ်တက်ကုန်တာပဲနော်အဲ့တော့ကျွန်တော်ကအဲ့တိုက်ဝဲတွေကိုမဖြစ်စေချင်ဘူးငင်းငင်းရေးတကယ်လိုချင်တယ်ဆိုတိုက်ဝဲတို့တစ်ခါလဲအပြတ်နံကိုတိုက်မှငင်းငင်းရေးရအောင်သူတို့လည်းငင်းငင်းပြေးလိုက်မင်းတို့ တခါလေအပြီးခြေပြီးသွားပြီဆိုသူတို့ငင်းငယ်ရင်ပဲသူလည်းပဲပြန်လာမှတိုက်တော့သူလည်းဘာမှလည်းမသွားအေးစီပဲအားထဲမှာနေသွားလိမ့်မယ်။နမောဆိုတော့တနက်ကင်နာလိုကတောင်းတောင်းလူမမယုံကြည်ဘူး။နော်။ငင်းငယ်လဲလဲမှာဆိုငင်းငယ်လဲလို့နောက်လိုက်ကြလဲကြောင့်သူတို့ကဘာဖြစ်လဲဆိုတော့ဒီအစိုးရအဖွဲ့ဝင်မျိုးတွေလှုပ်လဲပြီးလိုက်ပြီးတော့တက်တော့အာနာထိန်တဲ့ခါကျသူတို့လည်းဟိုလွတ်ဒီလွတ်လွတ်မှာဆိုပြီးတော့သူတို့ကလည်းအဲ့ဒီတော့ဘယ်တော့မှဝင်နေဖြစ်မှာမဟုတ်ဘူး။ငင်းငယ်ယူမှာမဟုတ်ဘူး။ ပြီးတော့နောက်တစ်ခုတောင်းတော်ချိနေနေပြီလို့သူတို့ကထင်နေတယ်အဲ့တော့တောင်းတော်ဝိုင်းတိုက်မှာဆိုတဲ့အနေထားမျိုးတွေးနေပြီးတော့မှလုံတယ်ပြီးတော့တောင်းတော်ဒီဘက်ကငင်းကြိုင်ငင်းကြိုင်တွေပဲပြောနေတဲ့ခါကျပုံပြီးအထင်သေးစရာမျိုးသူတို့စိတ်ထဲမှာဖြစ်လာတဲ့ကျွန်တော်အနေနဲ့ယူဆမိတယ်အဲ့တော့တောင်းတော်ကအဲငင်းကြိုင်ကြီးတကယ်လိုချင်ပါလဲဆိုစစ်ပွဲ9 on on တိုက်မှာဒါငင်းကြိုင်ကြီးရမှာတည်ကြသွားပြီအေဂျန်သွားမှာ9တိုက်ပြီးအေဂျန်သွားအဲ့တော့တိုက်ပြီးအေဂျန်မို့တော့ကျွန်တော်တို့ကပြောတာလည်းဖြစ်တယ်ပေါ့နော်ညောင်ခကြီးအေဆွေးဆက်ဆက်မှာဆိုပြီးဒါမော်လမြိုင်ဘက်ကနေပြီးရန်ကုန်လာတဲ့ ဟိုတက်စီကားရှိမှာအဲ့တက်စီကားကိုဆစ်လိုက်တဲ့အချိန်မှာပစ္စိုးကိုးလက်လာမနေတော့ရလက်နဲ့တွေဒါရန်ကုန်တော့စိတ်ဝင်တော့နော်ရန်ကုန်တော့စိတ်ဝင်တော့မယ်အဲ့တော့ဒီဟိုကျွန်တော်တို့ပြောချင်တာကဒီအခုရွေးကောက်ပွဲမှာတိုင်ခင်မှာဒါသူတို့ရဲ့အဲလှုပ်ရှားမှုအကြမ်းဖက်တွေလှုပ်ရှားမှုရှိတယ်အဲ့ဒါလည်းပဲရန်ကုန်ကတေးကြကြစနစ်တကြလေးနဲ့ပေါ့နော်ဒါလုံခြုံရေးတွေကိုတော်တော်ကောင်းကောင်းဆုံးလို့ရှင်တော့အသက်ပေးဆမှုမရှိကြဘူးလို့ပဲပြောချင်ပါတယ်တကြတော့ဟို ပြစ်သက်လိုက်တယ်တေသွားတေသွားပြီးတော့မှအမှုပြန်လိုက်တေသွားပြီးတော့အမှုပြန်လိုက်ဆိုတာအဲ့လိုမျိုးဖြစ်တဲ့ဆိုရင်အလကားပေးဆက်ပြီးတော့မလိုလားအပန်နဲ့သွားကြတဲ့သူတွေများတာ哦အဲ့တော့ကြိုတင်ကာကွယ်မှုဖြင့်လက်ဦးမျိုးရယူနိုင်ပါစေလို့ပြောနေအားလုံးကိုကျေးဇူးပါစေချမ်းသာပါစေဗျာမိုးကုတ်မှာလည်းဆိုလို့ရှင်လည်းပဲဒါအရှိပိုင်းမှာမင်းသားရက်ကောင်မှာရေတွေမြုပ်နေအဲ့တော့ပလောင်တွေကလည်းအိုင်နာအောင်မလာဘူးပလောင်တွေလည်းအိုင်နာမလာဘူးနေရာတိုင်းမှာတော့ပြည်သူလူထုတွေကဒုက္ခတွေပဲဆေးဘေးဒုက္ခအဲ့မိုးကုတ်ဆိုဆေးဘေးကတမျိုးဒီ ဟိုရေဘေးကတမျိုးမီးဘေးကတမျိုးငလင်ဘေးကတမျိုးတော်တော်အမျိုးမျိုးတွေဖြစ်နေကြပါဘောเนาะအဲ့တော့ကျွန်တော်တို့မြန်မာပြည်အများဆုံးအေးကြောင့်မျောလင်းနဲ့ပြောခြင်းဖြစ်ပါတယ်အားလုံးကျမ်းပါပါစေချမ်းသာပါစေဗျာနောက်တဦးသားတွေတဦးသားတွေမရှိပါဘူးဗျာเนาะမင်္ဂလာပါဗျာမင်္ဂလာပါဒါတည်းအခုကဒါကျွန်တော်ဒီနေ့30ရက်နေ့6လ2025ဗောဒါဒုတိယ final ပဲပြောရမှာဗောဒီ final ကအဓိကပြောချင်တာကကျွန်တော်မြจีนာညီလေးတယောက်ကနေပြီးတော့မှဒီကန်ဆမ်းမဲ့ရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတာရှိတယ် စီးပွားရေးလုံနေတာလားပရိုက်တာလုံနေတာလားတဲ့မေးတယ်မေးတော့အညီလေးလည်းသိအောင်အကုန်လုံးလည်းသိအောင်လို့ကျွန်တော်ဒီစကားလေးပြောပြစီကျွန်တော်ကဒီကိစ္စဒီစီးပွားရေးလည်းမဟုတ်ပါဘူးပရိုက်တာလည်းမဟုတ်ပါဘူးနှစ်ခုစလုံးပါတစ်ခုမှမဟုတ်ပါဘူးဒါတစုံကို ဟိုဒီတိုင်းပြည်သက်ဝယ်လို့ရှိရင်3000နဲ့ဝယ်ယူလို့ရတယ်အပြင်မှာတော့3000ဝယ်လောက်ရှိတယ်အခုဈေးတွေကလည်းမတရားတက်နေတာရှိတယ်ဟိုတစ်စုံ3000နဲ့ရောင်းတာလဲကျွန်တော်အမြတ်အများကြီးရလို့လဲရောင်းတာမဟုတ်ပါဘူးဒါစီးပွားရေးရောင်းမယ်ဝယ်မယ်ဆိုလို့ကျကျွန်တော်အမှုပညာနဲ့ပဲစီးရေးအကြောင်းအရာနဲ့ကျွန်တော်မျှဝေလို့ရှိရင်စစ်ဘုံမှဖြစ်နေတယ်အဲစစ်လော်ဘီဖြစ်နေတယ်ဆိုဘယ်သူမှကျွန်တော်စရာဝယ်ယူတဲ့သူမရှိပါဘူးရှားတယ်တော်တော်ရှားတယ်တလားနေလို့မှတစ်စုံနှစ်စုံမရှိပါဘူးအဲ့ဒါလဲစီးပွားရေးမှဖြစ်ပါကျွန်တော်ဒီဘက်အမှုပညာမှာဆိုရင်ဒါ 好得嘛！爬楼，你那么说，洗碗下楼呀，走到来呗？今那洗碗一样，今那爬得苦，我们老困难的，今那当老板嘛，在事业讲下来的，我爬到鼻头都憋尿过来说，十倍香的嘞，都卡香的嘞，鼻头忙得嘛的，耳朵忙得嘛的。他三千多的今天把人起来，六二栋妇女卫生间啊，把人起来在今那地方嘛，楼上背的下班了，喏。第二的上午到农呢，坐路线，三周坐路线，到农不去吧？刚才问的上午到农呢，上路线，啊，上午第二钟会到农呀？ အဲ့3သိန်းရလဲပဲကျွန်တော်ကလှူတာပါဗျာနော်အဲ့ငွေ3သိန်းရလဲပဲကျွန်တော်တည်းစီးပွားရေးလမ်းမှာဖြစ်ပါအောင်ကျွန်တော်တလားတလားကုန်ကြကုန်ရ50သိန်းလောက်ရှိတယ်ကျွန်တော်မန်နေဂျာတွေကိုလိုအပ်တဲ့ accessory တွေဝယ်ရတာရှိတယ်နော်ဒီကျွန်တော်ရတဲ့ပတ်စံ3သိန်းကတမန်တော်သားတွေအဲဖုန်းဟိုဘောနော်ခြေထဲမှာရောက်တဲ့အခါကျဖုန်းပြန်ဝယ်လို့လည်းမရဝယ်လို့မရတဲ့အခါကျတော့သူတို့ကအကူကြီးတောင်းတယ်ဆိုကိုပိုင်ရဲကိုဆိုအာလာပြီးတော့ဖုန်းဆက်ပြီးတော့တောင်းလိုက်ဖုန်းဆက်ပြီးတော့စာရီနဲ့ပို့လိုက်အောင်တဲ့ဘက်ဒါအများကြီးပဲတနေ့နဲ့တနေ့ကို ီးတဲ့အခါကျတော့စစ်ဘေးရှောင်တယ်ဆိုအမိုးတွေရွာလို့တာလပတ်မရှိတာလပတ်လေးပဲဝယ်ပြီးပါအဲကျွန်တော်တို့ဒီဟာလေးပြတ်သွားလို့ပါဒါလေးပြေသွားလို့ပါပတ်စံ online မှာဖြစ်လို့ပါစာဖို့စံနေပြီးဒါလေးကအများကြီးပဲအဲ့ဒါလေးတွေကိုကျွန်တော်တက်နိုင်တာလေးတွေကျွန်တော်လုတ်လုတ်ပေးတာလေးပဲဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့စီးပွားရေးလည်းမဖြစ်ဘူးပရိုက်တာလည်းတော့မဖြစ်ဘူးဒါပေမဲ့ကျွန်တော်လူတန်းတာလေးတော့ဖြစ်တယ်အခုကျွန်တော်မဲတစ်ဆောင်3000နဲ့ရောင်းပေးတယ်ဆိုတာလည်းပဲကျွန်တော်မဲဝယ်တယ်လို့သဘောမထားဘဲနဲ့ဒါကျွန်တော်တို့စစ်ပေးချောင်းတွေကိုဒါလူတန်းပေးတယ်လို့ပဲကျွန်တော်က ဟိုမြင်သိချင်းပါလေเนาะဒီမြဲတဆောင်3000နဲ့ဥမာပေါ့ဟိုပထမဆုံးပေါက်တယ်ဆို300ရတယ်ဆိုမိမိရဲ့ကန်တရားရ300ရတာပျော်စရာပေါ့เนาะအဲ့လိုလေးပဲပျော်ပွဲပျော်ပွဲရှင်ပွဲပုံစံမျိုးလေးပဲလုပ်ပေးတာပါဒါကလည်းစီးပွားရေးလည်းမဖြစ်တယ်လို့ဘာမှမဖြစ်ပါဘူးเนาะပရိုက်တာလည်းမဖြစ်ပါဘူးအဲ့အရာလေးတော့ညီလေးသိအောင်ပြောချင်ပါလေတကယ်လို့ညီကောင်မောင်သားလေးဒါကျွန်တော်လည်းပြန်ထူမဲ့ဟာလေးလေးဖြစ်နေတဲ့အတွက်ပေါ့ဒါကကိုကြီးလူတန်းပေးတဲ့သဘောလေးကြောက်ရတယ်ကန်ဆမ်းမဲ့ဟိုဝယ်ပေးတဲ့ဆိုလို့ ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်ပေါ့နော်3968 533340ကိုဒါဆက်သွယ်ပြီးတော့ငါကစားမဲ့လေးတွေအားပေးပါအောင်လို့ပြောချင်ပါတယ်ဗျာကျွန်တော်အလူခံနေတဲ့သူတွေကအများကြီးပဲဗျာကျွန်တော်ပြန်ပြီးတော့လူပေးချင်လို့ပါကျွန်တော်ကသူများစီမှာအလူတခါအောင်ခံဘူးအလူတခါမှမခံနဲ့တော့အလူလည်းမခံပါဘူးเนาะပြီးတော့ကျွန်တော်ကလည်းဒီ TikTok အကောင့်မှာလည်းတုံးတယ် Facebook တွေမှာလည်းတုံး Facebook တွေမှာလည်းတွေ့ပါတယ်ကျွန်တော်ပုံနဲ့ ဒါမဲ့ကျွန်တော်တိအောင်လုံးပြပြပါမယ်ကျွန်တော်ဘယ်သူမှအလူမခံပါဘူးเนาะကျွန်တော်စီကိုဒိုင်ရိုက်အဲပြောတင်တယ်ဒိုင်ရိုက်ကျွန်တော်နဲ့စကားပြောတင်တယ်ဆိုလို့ရှိရင်ဟို39965245485ဖုန်းကိုခေါ်ဆိုလို့လည်းရတယ်လို့ကျွန်တော် Viber နဲ့ရေးပြီးပြောထားလို့ရပါတယ်ဖုန်းမကင်ပြည့်ရင်လည်းပဲကျွန်တော်တို့ဒါကင်ပြည့်တဲ့အချိန်ကြာလို့ဆိုရင်ကျွန်တော်ပြန်ကင်ပြီးပြန်နဲ့ဖြေရှားပြီးပြည့်ပြီ ြန်လည်ဖြည့်ကြပြပါမယ်။ဒါကကန်ဆမ်းမဲ့တစ်ဆောင်3000ရောင်းတာလည်းပဲအဆောင်တရာဆိုမှ3000ရတာကအဲ့ဒါကျွန်တော်အခုစေဘေးဆောင်နဲ့အခက်အခဲဖြစ်မိုးရွာနေလို့အခက်အခဲဖြစ်နေဆိုတော့ကျွန်တော်ပြန်လူပေးခြင်းလို့ပါ။ဒါကျွန်တော်တော်တော်ကြာမှာပါ။တော်တော်လတော့ဘယ်နှလားလောက်ရှိလဲ။နှလားလောက်ရှိပြီထင်တယ်။ကျွန်တော်ဂျားထဲမှာကျွန်တော်ရှိတာပဲလို့လား။အခုဒါသူအခက်အခဲ လိုအပ်လို့ကျွန်တော်စီမှာလည်းနည်းနည်းလောလောဆယ်ကဟိုနည်းနည်းအခက်အခဲဖြစ်နေလို့ဒါလေးကိုကျွန်တော်ထုတ်ရောင်းပေးတာဖြစ်ပါတယ်ဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေပေါက်တဲ့လူကိုလည်းပဲပိုင်ရဲကို9ရက်နေကြလို့ရှိရင်9ရက်9လ2025ကြာရင်ကန်ဆမ်းမဖွင့်ပြပါမယ်ပြီးရင်ပိုင်ရဲလက်ဆောင်တွေနဲ့တသက်အများကြီးထပ်ပေးပါမယ်အားလုံးကျမ်းပါပါစေဗျာ